အစ္စလာမုအလိုက်ကွမ်ဝရဟမတုလ္လာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1446ခုဇူလ်ကိုင်ဒါလ6ရက်ခရစ်နှစ်2025ခုနှစ်မေလ9ရက်နေ့ဗုဒ္ဓနေ့မှာ9မိနစ်တဲ့အောင်မြင်ခရီးရဲ့သင်ခန်းစာအမှတ်စဉ်1000နှစ်ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒေါက်တာအသမ်ရှယ်ကာဝီကစူရတုဒ္ဒဟရီအာယတ်တော်ဖြစ်တဲ့အာဝူဇ်ဘီလာဟီမီနရှယ်တောနီရောဂျီ وجزاهم بما صبروا جنة وحريرا တို့တွေဟာတို့တိခံခဲ့တဲ့အတွက်ကြောင့်ဆော်ဘာလောက်ခဲ့တဲ့အတွက်ကြောင့်အစားအနေနဲ့ဂျန်နတ်တွေဂျန်နတ်ရဲ့ပိုးတွေတွေကိုချီးမြှင့်ခြင်းခံရပါတယ်တဲ့။အော်ဒီအာရတ်တော်ကိုကိုးကားပြီးတဲ့နောက်ပိုင်းမှာဒေါက်တာအသမ်ရှယ်ကာဝီကပြောပါတယ်။ဒါကိုကျွန်တော်တို့တည်တည်ချာချာလေးကြည့်ကြည့်ပါတဲ့ ျွန်တော်တို့ရဲ့ဆော်ဘာဟာဂျန်နက်ရစီဖို့အကြောင်းအရာဖြစ်တယ်ကျွန်တော်တို့ရဲ့တိခန့်ခြင်းဟာဂျန်နက်ကိုဝင်ရဖို့အကြောင်းအရာဖြစ်ပါတယ်လေဖဂျ်လ်နမတ်ဆိုတာအင်တန်ခက်ခဲတယ်ရူဇာထားတယ်ဆိုတာလည်းကျွန်တော်တို့ကိုပြင်းမနှွမ်းနေစေတဲ့ဟိုက်ဆိုတာကလည်းကျွန်တော်တို့အတွက်ငွေကြုံငွေကုန်ကြေးကျခံရတယ်ခန္ဓာကိုယ်တွေနှွမ်းလျရတယ်အမှန်နဲ့စကားကိုမှန်သောစကားကိုပြောဖို့ဟာလည်းအန္တရာယ်များတယ်ကျွန်တော်တို့ရဲ့ယာကစိတ်တွေဆိုတာလည်းကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာယူဖိတ်နေတာဖြစ်တယ် ကျွန်တော်တို့ရဲ့အဥ္စာဆိုတာလေတကယ်တော့ကျွန်တော်တို့အချစ်မြတ်နိုးဆုံးသောအရာဖြစ်တဲ့ဒါကိုတုံးဆွဲဖို့ဆိုတာကလည်းတတော်လေးကိုစဉ်းစားရတဲ့ကာအိန္ဒြေတွေနဲ့ဘဝကိုနေထိုင်ခြင်းဆိုတာဟာပိဆက်ဖို့အတွက်လိုအပ်တဲ့အမာနတ်လို့ခေါ်တဲ့တစ္ဆာတရားဟာခယာနတ်လို့ခေါ်တဲ့ကျွန်တော်တို့အလွဲသုံးစားလှုပ်ခြင်းထက်ပိုပြီးတော့ခက်ခဲတယ်မြတ်လွာထိန်ခြင်းဆိုတာဟာကျွန်တော်တို့ရဲ့စိတ်အလိုနဲ့စန့်ကျင်ဘက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့စိတ်ရိုင်းဟာကျွန်တော်တို့ကိုမကောင်းမှုနဲ့ပတ်သက်ပြီးတော့အများအားကျွန်တော်တို့ကိုနှိုးဆော်နေတာဖြစ်တယ်စိတ်ဆော်နေတာဖြစ်တယ်ဂျန္နတ်ရဲ့လမ်းဟာတော့တကယ်တော့လောကမှာဂျန္နတ်လမ်းကိုရှောက်ဖို့ဟာခက်ခဲတယ်ဂျန္နတ်မြင့်လမ်းဟာချောမွေ့နေတယ်လွယ်ကူနေတယ်အဲ့တော့ဒီလိုအခက်ခဲတွေကြားတဲ့ကနေကျွန်တော်တို့ကတိခံပြီးတော့ကောင်းတဲ့လမ်းတွေကိုရွေးချယ်လိုက်ခြင်းဟာဒီတိခံမှုဟာကျွန်တော်တို့တွေဂျန္နတ်ကိုရရှိဖို့အကြောင်းညာဖြစ်တယ်တဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့တိခံမှုတစ်ခုတိုင်းတစ်ခုတိုင်းဟာအလားတာအချီးနီးမဖြစ်ပါဘူးအင်ရှာအလ္လာဘလောရှိမတ်ကကျွန်တော်တို့ကိုတမလွန်မှဂျန်နတ်တွေပေးဖို့အတွက်ဒီလိုတွေအခိုက်အတန့်တွေကိုဖန်တီးပေးတာဖြစ်ပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတူလာဟီဝဘရကာတု